ဥပိန်တရာဘော်ကလမ်းဘေးဈေးတဲ့ဘဝကနေရန်ကုန်မြို့လှိုင်းတရာမှာစားသောက်ကုံဆိုင်ကြီးဖွင့်လိုက်တဲ့အချင်းပေါင်းတဲ့ဖက်တီမှပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ကျမတို့ရဲ့ page ကနေပြလဲကြစို့လိုက်ပါတယ်မြမဇာကားတွေတဲမှာလိုလမ်းဘေးဈေးတဲ့ဘဝကနေနေချင်းညာချင်းတတိဖြစ်သွားတဲ့ဇလန်းတွေကိုကြည့်ပြီးတော့ဒါရီကရုပ်ရှင်ထဲမှာပဲဖြစ်နေတာပါလို့တွေးခဲ့ဘူးကြတယ်မလားအခုတော့အဒီလိုဇာကားဆန်လုံးနဲ့အဖြစ်ပြက်တစ်ခုကကျမတို့ရဲ့လက်တွေ့ဘဝမှာတကယ်ဖြစ်ပေါ်လာခဲ့ပါပြီ အရင်ဇလန်ရဲ့အစားကတော့မန္တလေးဥပိန်တရားဘော်ကအချင်းမောင်းတဲ့ဖက်တီးမှပဲဖြစ်ပါတယ်။သူရဲ့မယုံနိုင်စရာအောင်မြင်မှုဇလန်ဟာအခုဆိုရင်တော့အခန်းဆက်အစ်တစ်ခုကိုထပ်မံဖွင့်လှစ်လိုက်ပြန်ပါပြီ။အဲ့ဒါကတော့ရန်ကုန်မြို့လိုက်သာယာမှာစားတောက်ခုံဆိုင်ခွဲကြီးတစ်ခုကိုတရင်ဝင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းပါပဲ။ အလုံးသိကြတဲ့အတိုင်းမှာပဲဖတိမရဲ့အတိတ်ပုံရိပ်ကစင်ရဲမွေးတီမှုတွေအကျွေးတွေပတ်လည်ဝိုင်းနေတဲ့လမ်းဘေးကအထင်ပေါင်းတယ်လေးတယောက်ပါပဲကိုဝင်ကြီးနဲ့ဇေယောင်မကောင်းတဲ့တံကိုခန်းစားနေရချိန်မှာသူ့ရဲ့ဘဝကိုပြောင်းလဲပေးမယ့်အခွင့်အရေးတစ်ခုကမထမတ်ဖဲနဲ့ရောက်ရှိလာခဲ့ပါတယ်ကိုဝင်ဆောင်ချင်းချင်းချင်းတက်လို့တံမြာရီတုတ်ကိုသူနီးသူဟန်နဲ့တုံစားရင်းနဲ့ဂရင်းတွေ့သွားရကနေအဲ့ဒီတံမြာရီတုတ်နီးကိုဗီဒီယိုလေးကို TikTok မှာဝေမျှလိုက်တာဖြစ်ပါတယ် အဲ့ဒီဗီဒီယိုလေးကနေစပြီးတော့သူရဲ့ဘဝကတနည်းမပြည့်ခင်အချိန်လေးတွင်းမှာအင်အားသင့်ပွဲပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီတံမြာလေးတော့လေကအွန်လိုင်းပေါ်မှာ trend တစ်ခုဖြစ်သွားခဲ့ပြီးတော့ဆယ်လီတွေကစတိုးဝိဝေစားကြတဲ့အထိအောင်မြင်ခဲ့ရပါဒီနေရာမှာဖတ်တီမောက်ကိုချီကျူးရမှာကသူကရုတ်တရက်ရလာတဲ့နာမည်ကြီးမှုကိုအသုံးချပြီးတော့ခဏတာအောင်မြင်မှုနဲ့ကြေနပ်မနေခဲ့တာပါပဲ။ trend တစ်ခုဟာရေရှင်ရက်တီဖို့အတွက်မလွယ်ကူမှန်းသိတဲ့ဖတ်တီမောက်ကသူရဲ့စီပွားရေးကိုချက်ချင်းတိုးချဲ့ခဲ့ပါတယ်။တံမြာလေးတော့တစ်ခုတည်းနဲ့ရက်မနေပဲငါးရေကိုကျော်အာလူးကျော် ပါဝင်လူကြိုက်များတဲ့စားသောက်ကုန်မျိုးစုံကိုကိုပိုင်တစိမ့်နဲ့ထပ်မံထုတ်လုပ်ရောင်းချခဲ့ရပါအရေးကြီးဆုံးအချက်ကတော့သူဟာလမ်းပေးစည်းတဲ့ဘဝကနေစားသောက်ကုန်လုပ်ငန်းရှင်တယောက်ဖြစ်ကိုကူးပြောင်းနိုင်ခဲ့ရပါသူရဲ့စားသောက်ကုန်တွေကဘလောက်တန်ရှင်းလက်ဆက်ကြောင်းအစင်းမြင့်ဆက်ယုံတွေမှာဘလို့တည်သက်စွာနဲ့ထုတ်ပေါ်ထားကြောင်းအွန်လိုင်းကနေတစင်ပွင့်လင်းမြင့်သာစွာခြားပြခဲ့ပါတယ်ဒီလိုရည်သွေးကိုအာမခံနိုင်ခဲ့ရကြောင်းဖတီမရဲ့ project တွေကရောင်းမလောက်အောင်အောင်မြင်ခဲ့ပြီးတော့တာမန်စည်းတဲ့လေးဘဝကနေဝန်ထမ်းတွေများစွာနဲ့လဲပတ်နေရဲ့ဆက်ယုံပိုင်ရှင် တထိမကြီးဘွားကိုနေချင်းညာချင်းကူပြောင်းနိုင်ခဲ့ရဖြစ်ပါတယ်။အခုဆိုရင်တော့သူ့ရဲ့အောင်မြင်မှုမှတ်တိုင်အတွက်ကိုထပ်မံ site ထုတ်လိုက်ပြန်ပါပြီ။အဲ့ဒါကတော့မန္တလေးမြို့ကသူ့ရဲ့လုပ်ငန်းကိုမြန်မာနိုင်ငံရဲ့အကြီးဆုံးစီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်အထိတိုးချဲ့လာခဲ့ရပါရန်ကုန်မြို့လှိုင်းတရာမြို့နယ်မှာသူ့ရဲ့ဖတ်တီမဘရန်နဲ့စားတောက်ကုံဆိုင်ခွဲကြီးကိုတရားဝင်ဖွင့်လှစ်တော်မှာဖြစ်ပါတယ်။တဟာတာမန်ဆိုင်ခွဲလေးတစ်ခုဖွင့်တာမဟုတ်ပဲလမ်းဘေးဈေးတဲ့ဘွားကနေ online ကိုအကျိုးရှိရှိအသုံးချပြီးတော့တနိုင်ငံလုံးကိုဖြန့်ကျက်နိုင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာပြီဆိုတော့ကိုသက်သေပြလိုက် ိုက်တာပါဒီလိုအောင်မြင်မှုတွေနဲ့အတူသူ့ရဲ့ဘဝနေထိုင်မှုအဆင့်တန်းကအပြေးဝပြောင်းလဲသွားခဲ့ပါပြီလွန်ခဲ့တဲ့ရက်ပိုင်းကပဲတင်းထောင်ချီတန်ဖိုးရှိတဲ့သုံးတက်အိမ်ကြီးတစ်လုံးကိုငွေသားအခြေချပြီးတော့ဝယ်ယူနိုင်ခဲ့တယ်လို့ Land Cruiser ကားကြီးတွေကိုလည်းပိုင်ဆိုင်နေပါပြီဖတီးမရဲ့ဇလန်းကစူးစမ်းရင်ဘာမှမဆိုဖြစ်နိုင်နေဆိုတာနဲ့အခွင့်အရေးကိုဘယ်လိုအသုံးချရမလဲဆိုတာကိုပြသနေရဲ့လက်တွေ့ဘဝကဇလန်းကောင်းတစ်ပုဒ်ပါပဲကဲပရိသတ်ကြီးတို့ရောတနည်းမပြည့်ခင်အချိန်တွင်းမှာဥပိန်တရားဘော်ကလမ်းပေးစည်းတဲ့ဘဝကနေရန်ကုန်မှာဆိုင်ကြီး ဖွင့်နိုင်တဲ့ဒီအောင်မြင်လာတဲ့ဖတ်ဒီမရဲ့ဘဝကိုအားကျနေကြပြီလား။သူမရဲ့စူးစမ်းမှုကိုရောဘယ်လိုမြင်ကြလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။